မင်္ဂလာပါညစဉ်ခွန်အားဆောင်ဆောင်မနှုတ်ဆက်သားပါရယ်အော်တိုဘာလ23ရက်2025ခုနှစ်ကြာတာပြည့်နှစ်ထို့သောအေးမဟုတ်အပူမဟုတ်နှွေးုံသာရှိသောကြောင့်ငါခတ်တွင်သည်တင်းကုန်ထွေးလူပြီးပြားရင်ချန်ခန့်ကြည့်သောခန့်ငယ်ဆက်ချောင်းကောင်းစင်ကပြတ်သားရမည်နံပါတ်3တိချောင်း ဗျာဒိတ်ကျမ်းတွင်လာသောအသင်းတော်ခုနှစ်ပါးအကြောင်းကိုယုံကြည်သူတိုင်းသိဝင်သူတိုင်းသိထားမှာပါအသင်းတော်ခုနှစ်ပါးကိုပုံဆောင်၍အာနေချံအာသာချံများကိုတကိယရှုကဖော်ပြပါသည်အေဖတ်သင်းတော်ရှမုရဏသင်းတော်ပေရဂန်သင်းတော်သွာတိယသင်းတော်တာတိမြို့သင်းတော်ဖိလတိန်ဖိသင်းတော်နှင့်နောက်ဆုံးမှာတော့လောဒကိသင်းတော်တို့ဖြစ်ကြပါသည် အသင်းတော်တစ်ပါးရှိဤအာသာချံအာနေချံကိုတကိယရှုကဖော်ပြရ၌လောဒကိသင်းတော်အားမှတ်ချက်ပေးတော်ရမှာတည်အချင်းကိုငါတည်ဤတည်နီ အင်းမဟုတ်အပူမဟုတ်ဒီကုံကတီဤအေးချင်းဖြစ်စဉ်ပူချင်းဖြစ်စဉ်တခုခုကုံကအလိုရှိဤဟုလာပါသည်။ရာရင်ချံခန်းကြီးတော်ခန်းငယ်15ထိုးပေါ်ပြချမ်းနှင့်ဆက်ဆိုင်လေရာရင်ချံခန်းကြီးတော်ခန်းငယ်20တွင်ငါသည်တကားရှိမှရလျက်နေဤဟုရင်လည်းပေါ်ပြပါသည်။အမေရိကန်ပြည်တော်စုမှရောက်နေသောဆီယမတယောက်သည်ဥပုံနှင့်မှာတော့ပလင်မော်မှာတာဝန်ယူကာနှုတ်ကပတ်တော်ကိုဟောပြောပါ၏။ အခြားနေ့မှာတော့ဒီမိုင်းအတင်းသားပိုင်ဆိုင်သောဆူရှင်ထမင်းလေးဆိုင်မှာတွားရင်ဆူရှင်လဲရပါသည်ထိုနေရာမှာတော့ဒီမိုင်းအလုံးရှင်တစ်ထည်ဒီမိုင်းအတင်းသားစီခိုင်းသမျှလုပ်ရပါသည်အရှင်ငေါ့လဲခံရပါသည်ဒီမားကဘာမှမခံစားရပါဘူး အမေရိကန်မှာတော့ဒီလိုပါပဲတယောက်တစ်လက်တပည့်ဆရာလောက်တာပဲဟုပြောပါ၏ကျွန်တော်ကတော့စိတ်မပျော်ပါတခင်နှုတ်ဦး၏အစီကိုခံနေတာပဲဟုပြောမိနေသူမကတခင်နှုတ်ဦး၏အစီကိုမခံလို့လည်းမရဘူးရှင်ဘောလူကတန်းရှင်ဆောက်ပြီးသာသနာပြုရတာပဲဟုဆိုပါသည်ယနေ့ဖတ်ရသောနှုတ်ကပတ်တော်မှာကတော့တခင်ယေရှုကတခုခုကွန်ကအလိုရှိ၏ဟုတောင်းဆိုပါသည်ပြတ်သားဖို့လိုပါသည်လောကီလောကကိုလုံးချင်တာလောက်ပါ အမှုတော်ကိုဆောင်ကျင်းဆောင်မှာကျန်းစာသင်ကျောင်းမှာအစင်းမြင့်ဓမ္မပညာကိုရှင်းဖို့ခဲ့ပြီးမှအပျော်ရန်အမှုတော်ဆောင်အချို့ကအချိန်ပိုင်းဖတ်ထားအမှုတော်ဆောင်လုံးဝမဖြစ်ပါအေးဖြစ်ခြင်းဖြင့်အပူဖြစ်ခြင်းဖြင့်နှွေးယုံကလေးနှင့်တော့တခင်မနစ်တတ်ပါ ယုံကြည်သူသားသမီးများကလည်းစိတ်ပိုင်းဖြတ်ချဖို့ပါဤသခင်ကိုယုံကြည်မလားယုံကြည်ပါဤသခင်ကိုညှင်းပယ်မလားညှင်းပယ်ပါယုံလဲယုံသည်အတင်ချာတော့လည်းမဟုတ်တာမျိုးကိုတော့သခင်ယေရှုကမလို့ခြင်းမှာနှွေးယုံတာရှိသောယုံကြည်ခြင်းကတည်အရှိမှာတောင်များကိုမရွေးနိုင်ပါဤပြားခင်မှာတပါးအခြားသောဖျားများကိုမကိုးကွယ်ပဲနေကြရမှာဖြစ်ပါသည်သခင်ထွေးထုတ်သောသူတို့၏စီရင်၌မဝင်စီဖို့ပါနော်အားလုံးဖျားကြီးကောင်းချီးပေးပါစေ